မင်္ဂလာပါရှင်အင်္ဂါသားသမီးလေးတွေအတွက်လေစက်တလပိုင်းအဟောလေးကိုရိုက်တာဒီလားအဲ့ဒါနည်းနည်းအဆင်မပြေသွားလို့နောက်ထပ်ဗီဒီယိုလေးတစ်ခုဒါပြန်ရရရယ်နော်နှစ်ခါပြန်လုပ်ရရတယ်အင်္ဂါသားသမီးလေးတွေအဲ့ဒါတကယ်အတိုက်ခိုက်နေနေများနေရယ်နော်အဲ့တော့အင်္ဂါသားသမီးလေးတွေကပညာရေးနဲ့ပတ်သက်ပြောချင်တယ်ကလေးတွေမှာအရင်ကအရင်စတော့တဲ့ကလေးတွေစာမစာကြောင်းမကြောင်းဖြစ်နေတဲ့ကလေးတွေဒီချိန်မှာဓာတ် energy တိုက်ခိုက်ထားတာခံရခံထားရပါတယ် ကလေးတွေကဘာမှမလုပ်ချင်မကင်ချင်ဖြစ်နေတတ်တယ်။ energy တွေ drain နေတယ်။အမအိတ်ချင်တာမျိုးဖုံးဖို့ပဲအာအချိန်တိုင်းကြည့်ချင်တာမျိုးအာယုံဆူဆိုင်မှုအားတွေနေပြီးတော့ပညာရေးဘက်မှာအားတွေနေနေတတ်တယ်။မကြမ်းကြကြမ်းမကြီးမကောင်းတာမျိုးတွေပိုက်အောင်တာခေါင်းကိုက်တာမျိုးတွေအဲ့လိုမျိုးတွေကလေးတွေဖြစ်နေတယ်။အဲ့တော့ဒါကျွန်မအခုဆိုရင်အာကျန်တဲ့ကလေးတွေတဲ့ဒီအင်္ဂါသားသမီးလေးတွေပို့ပြီးတော့ခရုစိုက်ပြရမယ်။အเจ้าမှာစာတော်တယ်။ မိဘရလည်းစတော်တာလည်းတတ်မှတ်ထားတဲ့ကလေးပြထပ်အင်တာခံထားရတာဖြစ်တယ်။သူတို့ကြီးမစူးစားကြင်တာမဟုတ်ဘူးနားလည်မှုတခုမိဘတွေကိုရှိစေခြင်းနဲ့မစူးစားကြင်တာမဟုတ်သူတို့မှာဓာတ်အင်တာကြီးတိုက်ခိုက်ခံထားရတာဖြစ်တယ်အတွက်ပေါ့နော်။ကလေးတွေကဘာသာရေးလုပ်ရမယ်အင်္ဂါသားသမီးတွေအတွက်ကိုလည်းအဋိဋ္ဌံချပေးတဲ့အဋိဋ္ဌံလေးတေချာလေးလုပ်ခိုင်းမှာနော်ကလေးတွေကိုနားလည်မှုပေးပါပြင်းနေတာအာရုံမဆိုင်ချင်တာကြောက်မသွားချင်တာမလုပ်ချင်တာအဲ့လိုမျိုးတစ်ခုခုစာမွေးဖြစ်ခါနေတစ်ခုခုဖြစ်တာဒါမျိုးလေးတွေဖြစ်နေပါလိမ့်မယ် တော့အိမ်တွင်းမှာကြတော့မိမိအိမ်တွင်းမှာတိုက်စုံတယောက်ကြောင့်မပျော်ရွှင်မှုတွေမိမိအိမ်သားတယောက်ကြောင့်ပျော်ရွှင်မှုတွေရမယ်နိုင်ငံရေးချာထွက်ဖို့ပြင်နေတဲ့ကလေးတွေရှင်နိုင်ငံရေးချာခရီးကိုတွားရပါလိမ့်မယ်မိသားစုထဲမှာပေါ့နော်ပျော်ဒီ တယောက်ယောက်ကြောင့်ပျော်ရွှင်ရမယ်ကိုယ့်ရဲ့အိမ်ထဲမှာထုံထုံထက်မြက်တဲ့တယောက်ကြောင့်ပျော်ရွှင်ရတာနာမည်ကိုတည်ကောင်းရတာ तू ကကိုယ်တွေကိုကန့်ကောက်ခြင်းတွေယူဆောင်လာပေးခဲ့တာအဲ့လိုဟာမျိုးတွေရှိမယ်နိုင်ငံရက်ချားသွားခြင်းနဲ့ကလေးတွေပေါ့နော်နိုင်ငံရက်ချားကိုသွားရပါလိမ့်မယ်အောင်မြင်မှုတွေရပါလိမ့်မယ်လို့ပြောခြင်းနဲ့စတလာပိုင်းတလာလုံးမှာငွေကြီးကအနေထားကဘာဖြစ်နေလဲဆိုရင်သူက ဟိုတကယ်ပေါ့နော်မလူလားအတဲ့နေရာဒီမှာငွေကထွက်လိမ့်မယ်ဒါကခုနကဆိုရင်ကျမဒီဟိုတနင်္ဂနွေလားတနင်္ဂလာလား तू อ่ะဒီလောင်းကစားကြောင့်ငွေကုန်တက်တာမျိုးရှိရဲ तू ကကြတော့အဲ့လိုမဟုတ်ကျဲမာကြီးမကောင်းတာမျိုးလေးပေါ့နော်အဲ့လိုပြီးတော့ခါကြတော့တကယ်ကိုပေါ့အင်္ဂါသားသမီးတွေတော်တော်များများဓာတ်အင်တာကြီးထိနေတယ်လို့ကျမပြောချင်တယ် ငွေဝင်နေဆိုလဲပုံမှန်ဝင်နေတဲ့သူတွေကလေဘာဖြစ်နေလဲဆိုရင်သူကလက်ပိတ်သွားတာတွေလက်တိတ်နေတာတွေအဲ့လိုမျိုးတွေသူကဖြစ်နေလိမ့်မယ်ဖြစ်တတ်တယ်သူဘာလို့ဆိုအင်္ဂါသားသမီးတွေကဓာတ်အင်နာဂျီထိထားတာမကောင်းတဲ့အတိုက်ခိုက်တွေခံထားကြရရလေသူအဲ့လိုမျိုးဟာတွေထွက်တယ်အဲ့တော့တကယ်ပေါ့နော်ငွေချင်းနဲ့ပတ်သက်တယ်ဆိုလဲ ဝင်တဲ့နေရာကြီးနေရာကြီးရုတ်တရက်သွားမျိုးလေးသူကရှိလိမ့်မယ်အဲ့တော့အထူးသဖြင့်ကျမတို့ပထမအဦးဆုံးလောက်ရမှာဓာတ်အင်နာဂျီကိုဖိရှားရမယ်အလို့ကိုအရင်လောက်ရမယ်နော်ဓာတ်တန့်အောင်လောက်ရမယ်အဲ့မှာတယောက်နဲ့တယောက်ပေါ့မိသားစုတွေလည်းချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေရမယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တာတစ်ခုတော့ရှိရပေါ့နော်ကိုက တစ်ခါလေကြာရင်တော့အမအောင်မတုံးရဲတာလောက်အောင်မလောက်ရဲတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့ကောင်းတဲ့အတွေးအယူကိုယူပေးပါပေါ့နော်စိတ်ထဲမှာအင်္ဂါသားသမီးတွေအားလေငါငွေကြေးနဲ့ပတ်သက်ကံမကောင်းပါအဲ့လိုမျိုးဖြစ်ထားတယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ကံအကောင်းဘက်ကိုများများယူပေးပါအတွေးကိုပေါ့နော်ငါကံကောင်းတယ်ငါငွေပေါ်တယ်အဲ့လိုမျိုးအတွေးခေါ်အယူဆလေးကို ယူပေးဖို့လိုပါတယ်တကယ်တော့အင်္ဂါသားသမီးတွေကပုံမှန်ငွေမူလကံမကောင်းတာထက်ဓာတ်အင်နာဂျီတွေကြောင့်မို့ဝင်သင့်တဲ့ငွေငွေမဝင်တာရားသင့်တဲ့ငွေမရတာမျိုးတွေဖြစ်တတ်ပါတယ်နော်အဲ့ဒီခါကျတော့ဒီ၁၇လပိုင်း၁လလုံးမှလည်းကောင်းမွန်တဲ့အလုပ်တွေကိုအများကြီးလုပ်အောင်မယ်ငွေဝင်ကားထားရဆိုလဲအများကြီးရွတ်တာဟာမျိုးတွေအဲ့လိုဟာမျိုးလုပ်ရမယ်သူအလုပ်ကင်ကန်ဟာကျတော့ကောင်းပြန်တယ် အလောက်ကင်ကန်ကတော့ကို့အတွက်ကိုအလောက်ကောင်းအကင်ကောင်းနေရလိမ့်မယ်အဆင်ပြေလာလိမ့်မယ်ပေါ့နော်ပြီးဒါဆိုအိမ်တောင်ရေးအချစ်ရေးလည်းကောင်းတယ်အိမ်တောင်ရေးချင်ပါလေအဆင်မပြေရင်လည်းပြေလေလာလိမ့်မယ်တယောက်နဲ့တယောက်နားလည်မှုတွေပိုရှိတာမျိုးတွေဟိုဖြစ်လာလိမ့်မယ်ပေါ့နော်ချစ်ချင်းမြတ်တာဆိုလည်းချစ်သူကကို့ပို့ပြီးတော့အိမ်တောင်ဘက်ကကို့ပို့ပြီးဂယုဆိုင်လာတာမျိုးတွေရှိမယ်သူကဘယ်ဟာတစ်ခုမှ ဘယ်ဟာမှတတိထားမှာဆိုပညာရေးနဲ့ငွေကြေးမှာ လုံးဝကိုပေါ့နော်ကိုကိုမကောင်းဟိုပေါ့ရှေ့မှာတတိုင်းတစ်ခုကကာထားသလိုမျိုးဖြစ်နေတာနော်အဲ့ဒီဟာတစ်ခုကိုလေမြန်မြန်ဖောက်ရမယ်အခုကိုလေတိုင်းအင်တာကြီးကအယမ်းပဲကျမဒီမှာဖုန်းစတန်လေးရလေလုံးဝကိုခဏမငြင်းဘူးကျမတည်တည်ချာချာလှုပ်ထားတယ်ခုနကလေဖုန်းစတန်ပြုတ်ကျလို့ကျမနောက်ထပ်ဗီဒီယိုထိုက်ရိုက်တာအဲ့ထိုက်ရိုက်နေအတော်တွေမှာလေဒီဖုန်းစတန်ကလာလာပြီးတော့ပြုတ်ကျတယ်ရှေ့မှာဗီဒီယိုတွေရိုက်ထားပြီးလုံးဝမဖြစ်ဘူး เนาะအဲ့တော့အင်္ဂါသားသမီးတွေဒီသူများနဲ့မတူအများကြီးစူးစမ်းရမယ်ငွေကြေးနဲ့ပတ်သက်တဲ့အယူဆအမားတွေရှင်လဲเนาะအများကြီးအများကြီးကိုဒီစတန်ကတော်တော်ဟိုအားလုပ်တယ်เนาะစိတ်ကိုအဲ့လိုလာမလုံးနဲ့เนาะအများကြီးစူးစမ်းရမယ်အင်္ဂါသားသမီးတွေလူရမယ်လူပဲ노တမင်းတို့တာကူဂျိုတို့လူရမှာအေးဟုတ်ပြီအဲ့တော့ ကရွတ်မယ်ပူဇော်ရမယ်ကာထာစိန်နာမဏိကိုပြထားတယ်နော်စိန်နာမဏိကာထာတော့ပြထားတယ်အဲ့တော့အင်္ဂါသားသမီးတွေကိုသူများနေနံနေတဲ့ပို့ပြီးတော့အပူဆောင်ခေါ်ပေးစင်တာတကူကအင်္ဂါသားသမီးတွေတိုင်တယ်ရမယ်အဓိကအပုပ်ကိုဒီရက်ခရက်ခကြီးတွေရက်ခမယ်တော်ကြီးတွေကိုသူတတိပြုတ်ပြီးတော့တိုင်တယ်ရမယ်ရန်ကုန်မှာနေရင် ရခလောကပါလာရခမယ်လို့ယူသွားမယ်ရခတွေရှိတဲ့နေရာတွေသွားပါရခတွေ ਨੇ အဓိကကိုယ်နဲ့ရှင်ချိတ်ပါရခတွေအတွက်လူတာမြတ်တာပို့တာပေးကြအမြတွေပေးတဲ့ဟာတွေကိုများများလှုပ်ပေးပါနော်ဘဲဝူသွားသွားရခကြီးတွေက main ဖြစ်တယ်မိတ်ဆွေတို့ရဲ့အခက်ခဲတွေကူညီပေးမဲ့သူမိတ်ဆွေတို့ရဲ့ dead energy ကိုကူညီပြီးတော့ဖယ်ရှားပေးမဲ့သူကရခကြီးတွေရခမယ်တော်ကြီးတွေဖြစ်တယ်အဲ့တော့ဒီအင်္ဂါသားသမီးတွေထဲမှာလေရခ ဆက်အရန်ကြီးနေကြရတဲ့တချို့ကရခအနယ်တော်တွေနဲ့တကယ်ကိုရခဖြစ်ခဲ့ဘူးတဲ့သူတွေပေါ့နော်ရခအနယ်တော်တွေရဲ့ connection တွေအရန်မိနေတဲ့သူတွေရခဆက်အရန်ကြီးတဲ့သူတွေပါမယ်အဲ့တော့ရခကြီးတွေတော့ကဘာလို့ရမှာလဲဆိုရင်တက်သေးတွေလှုပ်ပေးလို့ရတယ်ဒါကျမဓာတ်အင်နာကြီးကိုပုံကိုရလို့ဖယ်ရှားပေးပါဆိုလို့ကျမဖယ်ရှားပေးနေတာပေါ့နော်ဒီအင်နာဒီဗီဒီယိုကြည့်တဲ့သူတွေကကျမရဲ့ energy ဖယ်ရှားပေးတဲ့ဟာလဲမိတ်ဆွေလို့စီမှာ သွားတက်ရောက်ပါလိမ့်မယ်နော်အဲ့တော့ရက်ခကြီးတွေနဲ့ချိတ်ပါရက်ခကြီးတွေအတွက်လူပါရက်ခကြီးတို့မြစ်တာဖို့အမြပေးပါရက်ခကြီးတွေအတွက်ဆူတောင်းပါတချို့တွင်ရက်ခကြီးတွေကငနန်းနေပါလေလဲပေးတတ်တယ်နော်ရက်ခကြီးတွေစီရဲ့အကုအညီနဲ့အဆောင်ရှောက်ကိုယူပြီးတော့လှုပ်လှုပ်ပါဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ကန့်ကြမ်းမအဖွန်လန်းကတနည်းတပုံပြောင်းလဲသွားပါလိမ့်မယ်လို့ကျမအနေနဲ့ဟောပေးခြင်းပါတယ်အင်္ဂါသားသမီးတွေအစင်လိုက်ဟောရမယ်ဟာမှာနော် အင်္ဂါကိုကြော်ပြီးပုံတစ်ခုခုနကသွားပြီးပြီလို့ရိုက်တယ်အခုအင်္ဂါကိုရိုက်တော့လဲတောက်လျှောက်ကအဆင်မပြေဘူးเนาะအဲ့တော့အခုဘာပဲပြောပြောအင်္ဂါသားသမီးတို့အပုတ်ထက်ဆောင်ပြီးအများကြီးဟောပေးကြတယ်เนาะအင်္ဂါသားသမီးတွေတေချာလေးလိုက်လို့ကြပါအဲ့တော့ဆက်တလပိုင်းတလလုံးကိုယ်စိတ်ပါကျမ်းမာချမ်းသာပြီးစီးပွားဥစ္စာလက်လာပါဒီရေးလာတိုးတက်ကြပါစေတစားမုံလာပြီးနေမှာလဲလုံးဝတေချာပေါ့เนาะရက်ခါကြီးကိုလှူဒန်းပေးပါလို့ကျမအနေနဲ့ပြောချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်